ြည်တွင်းသတင်းတပေါ်အနေနဲ့ကတော့ရှမ်းပြည်နယ်အတွင်းမြို့နယ်၄ခုအထိတိုက်ခိုက်သိမ်းပိုက်ထားတဲ့ရှမ်းညီနောင် CB ကရှမ်းပြည်နယ်နဲ့ရှမ်းအမျိုးသားလုံးကာကွယ်ပေးနိုင်တဲ့တက်မတော်တရဖွေစည်းနိုင်ရဲ့အတွက်အခြေခံမူတွေကိုရှားမဲ့ခဲ့တယ်လို့သတင်းရရှိပါတယ်။ April 26ရက်နေ့ကနေ29ရက်နေ့အထိလွဲမြောက်နေမယ့်နေရာတစ်ခုမှာကျန်းပါပြုလုပ်ခဲ့တယ်။ရှမ်းညီနောင်မြေပြင်အစည်းအဝေးနဲ့ပတ်သက်ပြီးတော့ April City ရဲ့ New Zealand ထောက်ပံ့ရာမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးကိုကိုစီလေ၃ဆေး၉ရောက်ကတက်ရောက်ခဲ့ပြီးတက်မတော်တရက်ဖွေးစည်းရေးအပါဝင်အချက်၄ချက်ကိုတဖို့တူညီမှုရှာမျက်နှာခဲ့ပါတယ်။ရှမ်းပြည်သားလုံးစေလုံးညီငယ်ရင်းနဲ့အနာဂတ်မှာရှမ်းပြည်သူလူထုတရက်လုံးကိုကိုစားပြုတဲ့ရှမ်းပြည်သူအစိုးရပေါ်ပေါက်လာနိုင်ရေးအတွက်တက်တော်ညီညာရှင်တရားမျှတရှင်ကိုကကမာကိုဖန်တီးနိုင်ရှင်စတာတွေကိုဆက်လက်အောက်တွေဖော်ဆောင်ဝဲဖို့တဖို့တူညီခဲ့ကြတယ်လို့သိရပါတယ်။ရှမ်းညီနော် CB ဟာရှမ်းပြည်နယ်ထေကမွန်တဲမတူပြီးကံပါလင်းနဲ့ဖလန်းတို့ကိုတိုက်ခိုက်သိမ့်ပိုက်ထားပါလေခင်ဗျာ။